လာပါတယ်။ငကိုတွေကမရှိဘူးလားမေးရင်ရှိတယ်။သို့တော့တောမီလောင်တောကြောင်လက်ခမောက်ခက်ပိုးပြီးညလာပါတယ်။အခုလိုခိုးဆိုးလူနိုင်တွေကိုနိုင်ငံတော်မင်္ဂလာပါမျိုးတွေကျွန်မမဟုတ်တော့မှာပြီပါရှင်ဒီနေ့နောက်25ခုနှစ်မေလ24ရက်နေ့ဖြစ်ပါတယ်ဒီနေ့ကျွန်မပြောမယ့်အကြောင်းအရာကတော့သွေးစွန်းသောဇင်းကြံစီမံကိန်းရက်တံပြီးဆိုတဲ့အကြောင်းအရာဖြစ်ပါတယ်ဒီအကြောင်းအရာကိုကျွန်မပြောမယ်လို့စိတ်ကူးထားတာတော်တော်လက်တော်ပထမဆုံးပြောရမယ့်အကြောင်းအရာတစ်ခုအရေးပေါ်ပေါ်လာတယ် ဲ့ဒါဘာလဲဆိုတော့အခုမနေ့ပေါ့နော်ကျွန်မခီးတစ်ခုသွားတယ်သွားတော့ကျွန်မတို့ရှိကဟိုတမန်တစင်းစီရတယ်တမန်ပြီးလို့ရှိရင်ကားတစင်းတစင်းစီရတယ်ပေါ့နော်အဲ့ဒီတမန်ခိတ်မှာအော်ဂျာနယ်ကျော်ဦးချင်မောင်တို့တို့တယောက်ကိုကျွန်မမျက်မှောက်ထင်ရှားတွေ့လိုက်ရတယ်နော်ဒါကျွန်မကဟာဂျာနယ်ကျော်ဦးချင်မောင်တို့ဂျာနယ်ကျော်မမလေးတို့တို့ရှင်မောင်နယ်ရဲ့ရှိတာတဲ့စာပေလေးတွေကျွန်မကသဘောကျတယ်ကျွန်မအနေနဲ့စာပေလေးတွေဖတ်တယ်ပေါ့နော်ကျွန်မသဘောကျရတဲ့လေးစားရတဲ့စာရေးဆရာစနီးမောင်နဲ့ပေါ့နော်ဟာဂျာနယ်ကျော်ဦးချင်မောင်ကအခါတစ်ပါးမှာအဲ့သူအလုပ်ကိစ္စနဲ့ ဘိုင်းကားတစ်စီးပြီးတော့အပြင်သွားတဲ့ခါမှာသူ့ရဲ့လွယ်အိတ်ကိုကပိုင်းညိုက်တောက်ကဗိတ်တားနဲ့ဖွဲပြီးကပိုင်းညိုက်တယ်။နောက်ကနေပြီးတော့သူ့လွယ်အိတ်ကိုကပိုင်းညိုက်နေတာသူသိ။သူသိတယ်ရင်ကပိုင်းညိုက်ပါပြောကပိုင်းညိုက်လို့អော်လိုက်လို့ရှိရင်အဲ့ဒီကပိုင်းညိုက်ရှက်သွားမှာဆိုးလို့တနာလို့ဆိုပြီးတော့ကပိုင်းညိုက်တာကိုနှုတ်ပိတ်ပြီးငြိမ်နေလိုက် ဲ့ဒီတောင်းရကိုသူ့မိမဖြစ်တဲ့ဂျာနဲ့တော့မမလေးပေါ့နော်တင်းတင်းလေးတင်းတင်းကိုပြန်ပြောတော့သူ့မိမငကိုရဲ့ဂျာနဲ့တော့မမလေးရဲ့စိတ်ဆက်တယ်လို့ဆိုတော့သူ့ယောက်ျားကိုဟိုမချစ်တင်ခဲ့ဖြစ်ပြီးပြောခဲ့တာပြောတာဆိုတာဆူတာပေါ့နော်အဲ့လိုတောင်းရလေးဖြစ်ခဲ့ရရှိခဲ့ဆိုတော့ဒီနေ့ကျွန်မမျက်မျက်ကိုတွေ့တွေ့ခဲ့တဲ့ဂျာနဲ့တော့ဥရှင်းမောင်ကြတော့ကပိုင်းလိုက်ပါပြောကပိုင်းလိုက်လို့ online လို့ရှိရင်ကပိုင်းလိုက်ကရှက်သွားမှာမျိုးရှက်သွားမှာဆိုးလို့တနာလို့ရင်းနေတာမျိုးမဟုတ်ဖယ်နဲ့ကပိုင်းလိုက်ပြောကပိုင်းလိုက်လို့ online လို့ရှိရင်ဒါနဲ့အထိုးခံရမှာတောက်လို့ရင်းနေရတာဖြစ်တယ် ကပိုင်းနိုင်ပြောကပိုင်းနိုင်ကိုကိုကပိုင်းနိုင်လာတိဤတင်ရင်လည်းပြောလိုက်လို့ရှင်ဒါနဲ့ထိုးခါရမှာကြောက်ငြိမ်ပြီးနှုတ်ပိန်ရတယ်။ဆိုရန်ကုန်မြို့ပေါ်မှာအဲ့လိုကိစ္စတွေအများကြီးများလာပါတယ်။ငကိုတွေကမရှိဘူးလားမင်းရင်ရှိတယ်သို့တော့တောမီလောင်တောကြောင်လက်ခမောက်ခ ပို့ပြီးညားလာပါတယ်အခုလိုခိုးဆိုးလူလိုက်တွေကိုနိုင်ငံတော်အစိုးရအနေနဲ့အချိန်မီနှိမ်နှင်းပေးပါဖြည့်ရှင်းပေးပါအခြေခံလူတန်းစားရီနော်အလုပ်တော့အလုပ်ပြန်အထူးသဖြင့်အမျိုးသမီးတွေဘဝလုံးဝမကြုံမလုံးမချုံနောက်တော့မလုံးတဲ့ဘဝတွေရောက်နေပါတယ်အမေရိကန်အလုပ်လုံးမယ်ဆိုရင်သက်ဆိုင်ရာသက်ဆိုင်ရာနေမြေစခန်းတွေမှာပြင်မှုကျုံးလုံးနဲ့တို့မှာနော် တကယ်အလုပ်လုံးမယ်ဆိုလို့ရှိရင်ဇရာရှိတယ်ပြင်မှုမှတ်တမ်းတွေရှိပြီးသားဖြစ်ပါတယ်အချိန်မီနှိမ်နှင်းပေးပါဖြည့်ရှင်းပေးပါအကြံဖက်မှုတွေအကြံဖက်မှုတွေခုလိုမျိုးလူရမှုတွေနှိမ့်စင်နဲ့များတို့ကွာလာနေတဲ့ရန်ကုန်မြို့ကြီးမှာအခြေခံလူတန်းစားရီနဲ့နေ့စဉ်အလုပ်တော့အလုပ်ပြန်အမျိုးသမီးတွေဘဝမလုံးမ ကြုံဖြစ်နေပါတယ်ဒီကိစ္စတွေကိုနိုင်ငံတော်လူကြီးများနေဆိုရအာဏာပိုင်နေနဲ့သိရှိပြီးတော့เนาะတစ္ဆာရနေနေရဲစခန်းကရဲမှုတွေရဲစခန်းမှုတွေအမေရိကန်အလုပ်လုပ်ကြဖို့ကျွန်တော်ပြောနေပါတယ်ဟုတ်ပြီပထမဆုံးပြောမယ့်အကြောင်းအရာကတော့သွေးစွန်းတော့ဈေးတက်စင်းနေခြင်းဒီသွေးစွန်းတော့ဈေးတက်စင်းနေခြင်းဆိုတာကမင်းရန်ကနေပြီးတော့ရခိုင်မြောက်ပိုင်းကိုလူသားချင်းစာနာမှုကူညီတဲ့သူတို့ပြေးမယ်ဒါပေမဲ့ကျွန်တော်တို့မြန်မာနိုင်ငံရဲ့အတရားဝင်ဆိုးရဖြစ်တဲ့အနာစာကအိမ်ဆောင်အဆိုးရကိုကြော်ပြီးတော့ ်အင်္ဂလာတိကနေတစ်ဆင့်ရခိုင်ကိုတိုက်ရိုက်ပေးဖို့မယ်အစီအစဉ်နော်နောက်တစ်ခါအစောဆုံးရတဲ့တရားဝင်ဖြစ်တဲ့မှုကိုတို့ကထိန်းချမ်းပြီးအစိုးရကိုပေးဖယ်ပြီးတော့အင်္ဂလာတိကနေရခိုင်ကိုတိုက်ရိုက်သူလူသားချင်းစာနာမှုထောက်ထားအကူအညီတွေပေးရမယ်ဆိုတဲ့ကိစ္စပေါ့နော်ဒီကိစ္စပေါ်မှာလက်ရှိမှာဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့စစ်ဦးစီးချုပ်ကနေပြီးတော့မတို့တို့အာဘင်္ဂလားဒေ့ရှ်တပ်မတော်အနေနဲ့ကတို့နိုင်ငံရဲ့အချုပ်အခြာအာဏာကိုထိပါမယ်ကိစ္စမျိုးအတူလက်မခံဘူးပေါ့နော်ဒါကြောင့်မလို့ဒီလိုမျိုးတို့ဘင်္ဂလားဒေ့ရ်ကိုဖျက်ပြီးတော့ရခိုင်ကိုတိုက်ရိုက် ဒီလိုမျိုးအကူအညီတွေပေးဖို့ချင်းဟာတွေးစွန်းသောဇင်းကြံစီမံကိန်းဖြစ်လို့လက်မခံဘူးလို့တရားဝင်ပြောဆိုလိုက်ပြီးလို့ကနဦးကြားသိရပါတယ်ဆိုဒီသတင်းကိုအတည်ပြုဖို့ဆိုရင်ကျွန်တော်တို့နှစ်ရက်သုံးရက်လောက်ဆောင်ရပါလိမ့်မယ်နော်အာတက်ဆက်ထဲမှာလည်းလက်ရှိမှာဆိုရင်ဘင်္ဂလားဒေ့ရဲ့ယာယီဆိုရကောင်းဆောင်ယူနုကနေပြီးဆိုရဖွဲ့ကနေနှုတ်ဆက်မယ်ဆိုတဲ့သတင်းတွေလည်းကြားနေတာဖြစ်တဲ့အတွက်မြမပြည်ကနေပြီးတော့စင့်အမီခွေးမျိုးဘဝနော်စင့်အမီခွေးမျိုးဘဝရောက်နေတဲ့အေအေနဲ့အကြက်ဖက်သမားတွေအတွက်အေအေနဲ့အကြက်ဖက်သမားတွေအတွက်ရောင်းစားခွပြောက်ကိန်းကြုံပြီးလို့ပြောရမှာဖြစ်ပါတယ် နော်နောက်တစ်ခုကအိန္ဒိယနေသားဆောင်တဲ့အာဒန်ရိုင်ဖယ်တက်ကနေပြီးတော့နော်အိန္ဒိယမြန်မာနေဆက်မှာ PDF ဆယောက်ကိုပြစ်တက်လိုက်တယ်ဟုတ်ဒီလိုပုံမှာတချို့ကပြောကြတယ်ဒါဟာမြန်မာနိုင်ငံနိုင်ငံတော်အစိုးရအနေနဲ့ဒီကိစ္စကိုဆောင်ရွက်တင်ပါတယ်လို့စသည်ဖြင့်တချို့ဟိုဘက်က lobby ပြောကြကြတော့ဒီတို့တမှုပါကဖိုင်ကအိန္ဒိယစစ်တက်ကနေပြီးတော့နေဆက်ချန်စီကိုကာနေလို့တို့ကနေဆက်ချန်စီကိုမကာဖို့နိုင်ငံအတွက်တို့ကခန္ဓာအသက်ခန္ဓာပိတ်အပ်ပြီးကာဝယ်လိုက်လို့အိန္ဒိယစစ်တက်ကနေပြစ်တက်ပြီးခံရပါတယ်ဆိုပြီးတော့နော်လိတ် ချဘိုးကိုလိတ်ဖျောက်ချဘိုးကိုလိတ်ဖျောက်လေးလိုက်တန်ဥသက်သမားကြီးပြောဆိုနေကြတယ်သူတို့ကအိန္ဒိယနဲ့ပတ်သက်လို့အများအတန်းကျမတို့ရင်ထဲမှာထည့်ထားရမယ့်ကိစ္စနှစ်ခုရှိတယ်အိန္ဒိယနဲ့ပတ်သက်လို့ကျမတို့ရင်ထဲမှာထည့်ထားရမယ့်ဆန်နှစ်ချက်ရှိတယ်ပထမတစ်ချက်ကဘာလဲဆိုတော့အိန္ဒိယရဲ့နိုင်ငံအကြီးအကဲကပြောခဲ့တယ်2024ကျမတို့လေတဲ့ အစည်းအဝေးမှာပြောခဲ့တယ်။ဒါပြောလေအင်းညာနိုင်ငံရဲ့အစိုးရဆက်ဆက်ဟာမြန်မာစစ်တပ်နဲ့ဆက်ဆံရေးကောင်းမှုမှုလိုလားပါတဲ့။ဖြစ်တော့မယ်။အိန္ဒိယရဲ့တရားဝင်ခေါင်းဆောင်ကတရားဝင်ကမ္ဘာမီဒီယာတီတီကိုပြောကြခဲ့တဲ့စကားရှိတယ်။အိန္ဒိယရဲ့အစိုးရဆက်ဆက်လက်ရှိမိုဒီအစိုးရတည်းမဟုတ်ဘူးနော်။ဒရုပတိမာမူအရှင်အိန္ဒိယသမ္မတပေါ့နော်ဒရုပတိမာမူဒရုပတိမာမူရဲ့အစိုးရလက်ထက်တယ်မဟုတ်ပဲနဲ့သူတို့အိန္ဒိယနိုင်ငံရဲ့အစိုးရဆက်ဆက်ဟာမြန်မာတပ်မတော်နဲ့မြန်မာစစ်တပ်နဲ့ဆက်သွယ်ရေးဆက်ဆံရေးကောင်းမှုကိုသူတို့အငြင်းတဲ့ဆန္ဒရှိပါတယ် အဲ့ဒီစကားတစ်ခုနောက်တဲ့စကားတစ်ခုကဘာလဲဆိုတော့ပြီးခဲ့တဲ့နှစ်လပိုင်းလောက်ကနှစ်လပိုင်းသုံးလပိုင်းလောက်ကအိန္ဒိယနိုင်ငံရဲ့မီဇိုရမ်ပြည်နယ်ကအိန္ဒိယမီဇိုရမ်ပြည်နယ်ဝန်ကြီးချုပ်ပြောခဲ့တဲ့စကားတစ်ခုရှိတယ်။နိုင်ငံသားတချို့ကတဲ့သူတို့အိန္ဒိယပြည်နယ်ကိုဖျက်ပြီးတော့နေဆက်ကနေတစ်ဆင့်မြမပြည်ချင်းတောင်တန်းပေါ်မှာရှိတဲ့သဘုံမျိုးကိုလက်နက်ကင်တင်နေနေပို့ချပေးနေပါတယ်လို့ပြောခဲ့တဲ့စကားတစ်ခုရှိတယ်။ ဒါကျွန်တော်တို့အိန္ဒိယနဲ့ပတ်သက်ရင်အများနဲ့သိထားရမယ့်အချက်တစ်ချက်ဖြစ်တယ်။ဆိုတော့လက်ရှိမှာအိန္ဒိယမြန်မာနယ်စပ်ကတမှုပါကဖဆိုတဲ့ရပ်ဘက်တွေကိုအိန္ဒိယနယ်သားဆောင်တပ်ကပြစ်ခတ်မှုနဲ့ပတ်သက်လို့အဲ့ဒီမှာမြေပြင်တောင်ဝင်ရှိသူတမှုပါကဖအဖွဲ့ကခေါင်းဆောင်ဆိုတဲ့တောင်ပါပြောထားတယ်လေဒီအရာလေးတဲ့ဌာနကအင်တာဗျူးကိုကျွန်တော်ဖွင့်ပြပါမယ်။တော်ရင်းနဲ့မနေ့ပိုင်းမှာတို့ဟိုလာလေးတယ်ပြတ်ထားဟောပါတော့အဲ့အဆရာဆရာအဲ့တို့ပြောပါရင်လာတတ်ပါတော့နောက်ကြပြီးတော့မအဲ့ကြောက်ကမရေပေါ်နေတိတ်ဆုံပြီးတော့အဲ့ဆိုင်ပါပြီးတော့ဆိုင်ပါပြီးတော့အဆင်ပြေနေတာပေါ့ဒီလို ော်လည်းညည်းညက်နေမှာပါ냐ဆိုတော့ပြောရပါပဲဒါပေမဲ့ငါအဲ့ဆက်တုံးနေညနေပိုင်းမှာအဲ့မှာအိမ်မှာရောမတွေ့ရအောင်ခက်ခဲမှာဟုတ်လို့ခက်ခဲအိုက်တာရှိတယ်တော့ကြည့်တော့ခက်မှာမကြည့်တော့ဘူးတဲ့ပြောပါတော့ကြောက်နေတော့ကြောက်နေတော့အနိမ့်အရာတွေမကြည့်ရဘူးအဲ့ဒီဘာအနေနဲ့တော့အဲ့ဒီအရင်ကြီးရယ်လေအဲ့ဒီကအရင်ကြီးရယ်ဆိုတော့နေဇက်ကတားမိရခါကျတော့အဲ့လာလေးကဟိုဘောနော်ရူးတန်တာဆိုတေးရအောင်တွားပြီးတော့အဲ့ကအဲ့ရမှုနဲ့ တိုင်းဘူးတော့တိုင်းမပေးရတော့ရပါတော့တကယ်အောင်ပါတော့တော့တာမရှိသေးဘူးပေါ့အဲတော့တွေ့တဲ့ခါကဘာမှမလုပ်ရဘူးကျင်တော့ပြောခဲ့ဘာမှမပြောရဘူးသူတို့ကျင်ပြည့်ရတယ်ငါတို့တနက်နေ့ဖြစ်တယ်အဲငါတို့ကငါတို့လည်းကျင်ပြည့်တဲ့ခါကျတော့အကုန်တေးကုန်တယ်လောက်ဆင်လောက်ရတယ်အဲအဲ့လိုပြောအဲ့လိုပြောခဲ့ရပါတော့ကိုဘကဘာမှမပြောရဘူးသူကအရင်အဲ့လိုစတာပြောအဲကိုဘကလည်းညုံတဲ့ခါကျတော့ပြည်နိုင်ချင်းနေပါအဲ့နဲ့အော်ဒီလိုပဲဖမ်းထားတယ်လည်းရှင်တော့ပေါ့အာမဖြစ်နိုင်ဘူးပေါ့အဲ့ဘယ်ဖြစ်တဲ့နဲ့လည်းကြားရမှာကျွန်တော်တို့ဒီဟာရအဲ့ဒီနေရာလူနေနေလည်းနေရကြ ဒီကမာလီကနောက်မှာဆိုတယ်နော်ဆက်သုံးရက်နေမနေ့မှာအဲ့ဒီအိန္ဒိယနဲ့တားဆောင်တဲ့အာတန်ရိုင်းဘယ်တက်ကတမူပါခဘာစကန်ကိုလာတွေ့ခဲ့တယ်။သူတို့ချင်းချင်းစကားတွေပြောပြီးတော့ပုံမှန်တိုင်းပဲသူတို့ပြောပြီးတော့ညနေခင်းမှာသူတို့တမူပါခဘာ၁၀ရောက်အသက်ခံပြီးပြောက်သွားတယ်။နော်။လေယူနေတဲ့ကထမင်းခွန်ရဲ့မစားရတဲ့စကားပြောရင်းနဲ့အားပြက်ပြီးတော့လေးဖြတ်သွားမှတော့ဆိုရတယ်။ နော် online online ပေါ်ကနေပြီးလေလိုက်တန်လူသက်သမားတွေကဒါလက်တိလက်မောင်းတန်းပြီးတော့သူတို့ခံပြင်းတယ်လို့မဖြစ်တယ်လို့ညာဖြစ်တယ်လို့ပြောနေကြတာမြေပြင်မှာတကယ်ဖြစ်တဲ့ဟာတွေကစကားကိုဝေ့လဲကြောင်ပဲပြောပြီးလူရင်းမရောက်ဖ ೇನೆ ဝေ့လဲကြောင်ပဲလိမ့်နေတယ်နော်ဝိလေကြောင့်ပဲလိမ့်နေတယ်သူ့ရဲ့စကားမှာကသူတို့အဲ့ဒီသူတို့အသက်ခံရတဲ့ PDF တမှုပါကားဖားနေတယ်အဲ့ဒီအိန္ဒိယအာသန် Rifle တပ်ကလူတွေနဲ့73ရက်နေမနဲ့မှာသူတို့တွေ့ဆုံဆွေးနွေးခဲ့တယ်ဆိုတာသူတို့အနည်းနဲ့အထိတ်ဆက်ရှိနေတာ လမ်းပေါ်မှာလော်ဘီရေးတော့သူတို့နေဆက်ချိုင်ကြီးကိုကာလို့ပြဿနာဖြစ်တာမဟုတ်ဘူးသူတို့ကြားထဲမှာလက်နဲ့မောင်းကိုမူးရမောင်းကိုဆေးဝါးရိတ်ခါမှောင်းကိုအများနဲ့ရှိနေတယ်သူတို့အချင်းချင်းကအဆက်အသွယ်ရှိနေတယ်ဝေစုမတဲ့လို့ဝေစုမတဲ့လို့ဆက်ခွက်လူရင်းဖြစ်တယ်ပြတ်တာလိုင်းပေါ်မှာပြောနေတယ်လော်ဘီရေးပြောနေတယ်နေဆက်ချိုင်ကြီးကိုကာလို့ချင်းများတယ်ပြဿနာမဟုတ်ဘူးဆိုတာအဲ့ဒီမှာတက်သေးပိုင်းထောက်တာရှိတယ်နောက်တစ်ခုကတော့အာဓမ္မဓမ္မကုဏရိုးထုံးစံမရှိတဲ့အကြောင်းကျမတို့မကောင်းရဲ့ပေါ်မှာအပြိယာမန္တန်တော့ရရိတ်တာကဥသူရိယာဆိုတဲ့ပုဂ္ဂိုလ်ကနော်သူကိုယ်သူယဟန္တာပါ ပြန်နာမဟုတ်ဟုတ်မဟုတ်ဆိုတာမဟာနာဆရာတော်တွေလာစစ်ပါလာစစ်လို့ရှိရင်အဲ့ဒီမဟာနာဆရာတော်တွေကိုတထိုင်ထဲနဲ့တောတာပန်တရားအရိယာပုဂ္ဂိုလ်ဖြစ်အောင်ဟောနိုင်ပါလေဆိုပြီးတော့အာရမဝါဒီဒီအာရမဝါဒတွေဟောပြောနေတဲ့ဥတုရိယကိုနော်ကျွန်တော်တို့ဆရာဦးအောင်အားမဆိုးရင်စာတင်သားကလောင်နေမယ်မဆိုးရင်စာတင်သားရခိုင်ရဟန်းဘွားဆိုလို့ရှိရင်ဦးအိမ်သာတိရပြုံးဝတာပြုံးဝတာခွဲရတကယ်စာတက်ပြီးတဲ့ကျန်းကက်ကျန်းကက်စာပေတွေတက်မြောက်တယ်ပြုံးဝတာခွဲရဆရာဦးအောင်မြင်တယ်ဦးအောင်ဆိုတော့နောက်ရောက်ကနေပြီးတော့ဒီဥတုရိယရဲ့ပြောဆိုမှုတွေကအာရမလားဓမ္မလားအာရမလားဆိုတာကိုကျွန်တော်တို့မဟာနာဆရာတော်ကြီးရှင်ရှင်မှာကျွန်တော်တို့ အဲကျွန်တော်တို့လူတွေလို့ပြောမယ်ဆိုအမှုတိုင်တာပေါ့နော်ဒီကိစ္စနဲ့ပတ်သက်ပြီးတော့မင်းကမဟာနာဆရာတော်ကြီးတွေကိုယ်တိုင်စီဝေးဆုံးဖြတ်တဲ့အခါမှာအရိယာမန်နိုင်တော်ရရိုက်တာဥတုရိယရဲ့ပြောဆိုမှုတွေကအာတမဝါဒဖြစ်တဲ့အတွက်ဥတုရိယအပါဝင်သူ့ရဲ့တပည့်အတဝကတပည့်တပည့်28ဦးကိုအာတမဝါဒတွေဆွလို့ဖို့မဟာနာဆရာတော်ကြီးတွေကဆုံးမဩဝါဒ ဓမ္မဆက်နဲ့အဆုံးမဝါဒပေးခဲ့တယ်။သို့တော့ဥတုရိယပါပဲ28ဦးကဓမ္မဆက်ရဲ့အဆုံးမကိုမခံယူဘဲနဲ့သူတို့ရဲ့အာရမဝါဒကိုမစွန့်လွတ်နိုင်ဘူးဆိုပြီးတော့လက်မှတ်မထိုးပါဘူး။ဒါကြောင့်မို့လို့ဓမ္မဆက်နဲ့အဆုံးမလို့အရေးယူလို့မရရင်အာနာဆက်နဲ့အဆုံးမရမယ်ရှင်ဖြစ်ပါလိမ့်မယ်။နော်ကျွန်တော်ကအာရမဆိုတာဓမ္မကိုနိုင်ယူထုံးစံမရှိဘူးလို့ကျွန်တော် လိုရှင်းရှင်းပဲပြောရပါလိမ့်မယ်။နောက်တကယ်ဆိုလို့ရှိရင်အာပြီးခဲ့တဲ့2024 17လပိုင်း17လပိုင်းနောက်ကဆိုကျွန်မလက်ကူတရားရုံးမှာဒီဥဒ္ဓရာတို့ဒီအာရမဓမ္မအာရမကိစ္စနဲ့ပတ်သက်ပြီးတော့ပေါ့နော်ကျွန်မတို့ဒီကိုနောင်တော်လေးတို့ကျွန်မတို့မိသားရေးဆရာတို့တွေနဲ့တွားရောက်ပြီးတော့ဒီကိစ္စနဲ့ပတ်သက်လို့ကျွန်မတို့ဆွေးနွေးကြတာတွေရှိတယ်။ရှိတော့မှဆိုလို့ရှိရင်အဲ့တော့မှဆိုရင်အာ TPP မှာလေကူတရားရုံးကိုလည်းဆန္ဒပြပြတဲ့မဘာသာဆရာတော်တွေနဲ့မကုသူ့ကိုအဖက်တွေနှစ်ထုတ်ခံလိုက်ရပါတယ်ဆိုပြီးတော့လေဖန်းတန်းစီပြီးတော့ပေါ့။နည်းလေဖန်းတန်းစီပြီးတော့ဝါဒဖြန့်ခဲ့တဲ့အခိုက်အတန့်တွေရှိပါတယ်။နော်ဆိုတော့ကမကုသူ့ကိုအဖက်ကနှစ်ထုတ်ခံရတာမဟုတ်ဘဲနဲ့အာဓမ္မဝါဒတွေကို 老表，你的五度的眼轴坏，扭头看了眼背，失败。Thank you。